စစ်တိုင်းမှုပုံမှုချုပ်တင်းဆွေ၏ကိုရဲအရာရှိတီတီညံ့ညံ့မိန်းကလေးလိုတိမ်တိမ်မွေ့မွေ့လူကြီးများရှိ၌လိုလေသည်မရှိအောင်ဘိုင်းကောက်ကြောက်ပြီးလှုပ်ဆောင်ပေးတတ်သောဖင်ကလေးတွွန်းတွွန်းနှင့်ဗိုလ်ကြီးခင်ညွန်အားသဘောကျနေခဲ့သည်မှာဥနေဝင်အနေဖြင့်တက်မတော်ထောင်လဲရင်ညွန်ကြဲမှုနေရာကိုတော်တန်လူကိုပေးရန်မစင်စားတော့ဘဲယုံကြည်စိတ်ရှား၍ခိုင်းရလှုပ်ဆေးရသွားမည်လမစိသားလေးကိုပေးခဲ့သည်မှာမဆန်းလာပေ ိုခင်ညွတ်သည်စစ်ထောက်လိုင်းရဲ့ညွန်ကြားမှုဖြစ်ပြီးနောက်များမကြာမီ၎င်းတို့အခေါ်အဖေကြီးဦးနေဝင်းထိုစဉ်ကဘူနေဝင်းသည်မဆာလာပါတီဥက္ကဋ္ဌတာဝန်ယူထားသည်1986ခုနှစ်ဧပြီလတွင်လန်ဒန်မြို့ရှိကောင်းဝဲဆေးရုံ၌တပတ်ကျော်ခန့်ဆေးရုံတက်နေစဉ်အတွင်ဆေးရုံရှိဦးနေဝင်း၏အခန်းနှင့်တမီးကြီးတော်ခင်ဆန္ဒဝင်း၏အခန်းပေါက်နှစ်ခုအနီးတွင်ညာလုံးပေါကိုရန်တော်တမူးလေးအဖြစ်အပေါက်ဆောက်ခဲ့ရသည် ထိုစဉ်ကဥနေဝင်းဤဖုံးအနာအရှိန်အဝါကလည်းအမခံပင်လန်ဒန်မြို့သို့စေကူတရန်လာစဉ်က ရှေးမြမာမင်းများခေတ်ကမင်းတရားကြီးများထွက်တော်မူတကယ်တော့ဥနေဝင်းဤဆွေမျိုးသားချင်းများအပြင်ရှေးသက်လက်သေးညက်အနှိတ်သေးထမင်းရှက်စပွဲတို့အပေါဆောင်နှင့်တောက်တုံမေရခိုင်းရန်ခေါ်ဆောင်လာသောအရာရှိအရာခံများအပါအဝင် အဖွဲ့ဝင်ပေါင်း44ဦးပါရှိခဲ့သည် အင်္ဂလန်ပြည်၌မြစ်သည့်နိုင်ငံအကြီးအကဲကိုယ်စားလှယ်အဖွဲ့မှ လက်နက်ကင်ဆောင်ခွင့်မရှိဘဲအဖွဲ့နှင့်ပါလာသောလက်နက်များကို လေစိတ်လုံခြုံရေးဌာန၌အနှံထားခဲ့ရသည်။ထို့တော်လည်းဘုံမူကြီးခင်ညွန့်သည်ပစ္စတိုတနက်တလက်ကိုဘက်ဘက်ကုံအင်ဂျီအောက်တွင်ခိုးဝှက်တည်ဆောင်လာပြီးညဆောက်တာဝင်ကိုယူရသူဖြစ်သည်။ဒေါက်တာခင်ဆန္နာဝင်းအနေဖြင့်လည်းဖခင်ကြီးအခမ်းပေးနာတွင်တယောက်အိတ်သီးသန့်အခမ်းကားပြီးအရှိန်ပြေသူနာပြူတာဝင်ကိုယူရသည်။ သူမအေးခင်မဦးအေးစော်ဝင်းယခုနဝရရှမ်းသာကုမ္ပဏီဥက္ကဋ္ဌအနေဖြင့်တာသုံးရအေးနေဝင်းကျော်နေဝင်းဇွဲနေဝင်းကိုထိန်ချောင်းရန်လန်ဒန်မြို့သို့ဝင်းဘိုတန်လက်ရှိမြန်မာစစ်တမ်းရုံးဧကရာတွင် နေရပြီးဦးနေဝင်းနှင့်အပြင်းပြေဖဲရရဲလိုက်ပါလာသောကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးတူရာကျော်ထင်းတရားသူကြီးအဖွဲ့ဝင်ဦးလေးမောင်နှင့်တမားတော်ဒေါက်တာကျော်ဝင်းတို့အုပ်စုသည် ဥနေဝင်အခန်းနှင့်ခလန်းလန်းဂိုက်တရာကျော်ခန့်အကွာတွင်2000ဆရှိဆေးရောက်တောင်ခံများငားရမ်းပြီးနေထိုင်ကြရသည်ဘုခင်ညွန့်သည် အဆိုပါရမများအတွင်ဧကေဟာတို့မနက်9နာရီခန့်တွင်ပြည်လဲရောက်ရှိလာပြီးမနက်စာစားတောက်ပြီးသည့်နှင့်အပေါ်တက်တိုတက်အိတ်လေးရှိသည်စားတောက်ခန့်တွင်အရှားလူများနှင့်စကားပြောလေးပြောထားမရှိဘဲအရှားလူများပြောဆိုနေသည်ကိုသာနားစွန့်ပြီးလူမသိအောင်အကဲခဲမှတ်သားလေးရှိသည် ဦးနေဝင်အဖွဲ့တွင်သမီးကြီးဒေါက်တာခင်ဆန္နာဝင်းနှင့်မိတွေးတော်ဒေါနီနေမြင့်တို့မတည့်သည့်ကိစ္စအိမ်တော်မှစစ်သားများနှင့်ထောက်လှမ်းရေးများမတည့်သည့်ကိစ္စစသည့်များဖြင့်ရှုပ်ထွေးနေတတ်သည်တန်ယုံအေကေဟာတို့ခရီးရောက်မဆိုင်မှာပင်ဦးနေဝင်တမတ်ဒေါခင်ဆန္နာဝင်းဤခင်မွန်းဦးအေးစော်ဝင်းကလေကားမှဆင်းလာသောဒေါနီနေမြင့်ကိုလှမ်းကြည့်၍မကြတကြတန်ယုံဝန်ထမ်းများအားခမည်းတော်တန်ယုံကလူတွေ ဒီတောက်ကောက်မကြီးကိုဘာမှအကူအညီလုပ်မပေးကြနဲ့ဟု အမိန်ပေး၍ထွက်သွားခဲ့ရာတန်ယုံဝင်တန်းများအတော်ကြောရှမ်းသွားကြသည်။ဦးနေဝင်းကျင်ရတော်ဒေါနီနေမြင့်သည်ပိုင်ရှင်မရှိသော စိတ်မကြီးပမာတန်ယုံဧကေဟာနမိဖို့ကြောင့်နေတွင်တမီတော်ရှိနေတဖြစ်ဝင်၍မရဧကန်းဆောင်တွင်လည်းဖဲရိုက်ဖို့များရှိနေ၍ထိုင်မရဖြစ်နေကစစ်တပ်မူအိမ်ပြေးလိုက်စာကြည့်တိုက်ပြေးလိုက်တောင်ပြေးမြောက်ပြေးဘဝဖြစ်လူအခွင့်ရေးဆုံးရှုံးခဲ့ရသည်။ ဦးနှစ်ဝင်၏ပြစ်စမားမြောက်ဇနီးဒေါ်နီနေမြင့်ကို1947ဒီဇင်ဘာ6ရက်နေ့တွင်ရန်ကုန်မြို့ကမာရုံးမြို့နယ်ဒုက္ခလန်းနှင့်အဖဦးလာပေအမိတော်အင်းမြင့်တို့မှဖွားမြင်ခဲ့သည်ဒေါ်ရိုင်အလုပညာသင်ကျောင်းတွင်1945ခုနှစ်မှစတင်ပညာသင်ကြားခဲ့သည်1949တွင်ကမာရွတ်ကြားမူလာတန်းကျောင်း1951တွင်ကြားအင်္ဂလိပ်အထက်တန်းကျောင်းတို့၌ပညာဆက်လက်သင်ကြားခဲ့ပြီး 1956၌တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအောင်မြင်ခဲ့သည်1956-1959ပြညာသင်နှစ်တွင်ရန်ကုန်တက္ကသိုလ်နှင့်ပေါင်းစည်းထားသည့်ထီတန်ကောလိပ်သို့တက်ရောက်ခဲ့သည်ထီတန်ကောလိပ်မှဥပစာပထမနှင့်အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်ဆက်လက်တက်ရောက်ခဲ့ရာ1961တွင် အနောက်တိုင်းတမားဒသနဗေဒနှင့်နိုင်ငံရေးသိပ္ပံဘာသာရပ်များဖြင့်ဝိဆာပွဲရရှိခဲ့သည် ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာပွဲရရှိပြီးနောက်1961တွင်အနောက်တိုင်းသမိုင်းနှင့်နိုင်ငံရေးသိပ္ပံပညာဌာနတွင်နီးပြအဖြစ်စတင်အမှုထမ်းခဲ့သည်ထို့နောက်ရန်ကုန်တက္ကသိုလ်တောင်ကြီးကောလိပ်တို့တွင်နီးပြလက်ထောက်ကထီကကထီကအဖြစ် အစဉ်စစ်တာဝန်ထမ်းဆောင်ခဲ့သည်သူမ၏ဆရာမှာသမိုင်းပါမောခဦးတင်အောင်နောက်နိုင်ငံသားရေးဒုတိယဝန်ကြီး1918 1994ဖြစ်သည် ထို့နောက်1983ဧပြီလ4ရက်နေ့တွင်ဦးနေဝင်းနှင့်လက်ထပ်ခဲ့သည်ထို့နှစ်မှာပင်မဟာဝိဇ္ဇာတန်းဆက်လက်တက်ရောက်ခဲ့ပြီးမြမလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း1885-1895ကောင်းစဉ်ဖြင့်မဟာဝိဇ္ဇာပွဲယူကြံကိုတင်သွင်းခဲ့ရာ1985တွင်မဟာဝိဇ္ဇာသမိုင်းပွဲကိုရရှိခဲ့သည် ထို့နောက်1998တွင်ရန်ကုန်တက္ကသိုလ်တမိုင်းဌာနသုတေသနညွှန်ကြားရေးမှူး1997တွင် တက္ကသိုလ်များတမိုင်းသုတေသနဌာနညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်1999တွင်တက္ကသိုလ်များတမိုင်းသုတေသနဦးစီးဌာနသို့အစင်းမြင်ခဲ့၍ညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့သည်။မြမတမိုင်းအဖွဲ့အရှိန်ပြည့်အဖွဲ့ဝင်အဖြစ်2000မှ2008အထိတာဝန်ထမ်းဆောင်၍အငြိမ်းစားယူခဲ့သည်။ ဗိုလ်မှူးကြီးခင်ညွန့်သည်တပ်မတော်ထောင်လှန်ရေးညွှန်ကြားမှုဖြစ်နေတော်လဲမြေတီဩစာအာနာပါဝါမှမရှိပဲကြားလဲကြောက်ရကြားရှိလဲကြောက်ရဆိုသလိုတမီတော်လဲကြောက်ရဥနေဝင်လဲကြောက်ရဥနေဝင်ဤထမင်းချက်အရာကံဘိုးရကျူးကိုလဲကြောက်နေရသူဖြစ်သည် ထို့ကြောင့်သူလအောက်ငယ်သားများကအလက်ကားပါကွာဟု၍ क्वे ရအတင်းတုတ်ခံခဲ့ရသည် အမှန်တကယ်ပဲဗိုလ်ခင်ညွန့်သည်ဦးနဲ့ဝင်းဤသမီးတော်ခင်ဆန္နာဝင်းအားအလွန်ကြောက်ရပုံကိုအဝေးရောက်တန်တမန်တဦးရေးသားသောပြည်သူတမ်တော်တန်ရှိရေးနှင့် အာနာအလွဲသုံးစားသူများ၏အတွင်ရေးအဖြစ်မှန်များစာအုပ်စာမျက်နှာ49၌အောက်ပါအတိုင်းရေးသားဖော်ပြထားသည်1986ခုနှစ်ကလန်ဒန်မြို့နှင့်ဝါရှင်တန်မြို့များရှိမြန်မာစစ်တပ်ရုံးနှစ်ရုံးတွင် ရောအောင်ရတို့နဲ့နေရာလက်လက်စဉ်အသက်55နှစ်အောက်ဒုအရာခံဘိုးများကိုစီယုံမစာမေးပွဲဆစ်ခဲ့ရာဒုအရာခံဘိုးစိုးအောင်ကပထမဒုအရာခံဘိုးစိုးမြင့်ကဒုတိယအသီးသီးရရှိခဲ့၍ဘိုးစိုးအောင်အားအမေရိကန်ပြည်ထောင်စုသို့၎င်းဒုတိယရသောဘိုးစိုးမြင့်အားဗြိတိန်နိုင်ငံသို့၎င်းအသီးသီးနေရာရှာပြီးဖြစ်ခဲ့သည်ဘူဆိုအောင်ဤစနေဒေါ်နွေအောင်သည် အမတ်နှစ်စစ်စေးယုံမှတူနာပြုဆီယာမဖြစ်၍၎င်းစေးယုံမှ မရက်နေ့သားဖွားဆရာဝန်ဗိုလ်မှူးဒေါက်တာခေဆနာဝင်းလက်အောက်တွင်တာဝန်ထမ်းဆောင်ရသဖြင့်ဗိုလ်ဆိုးအောင်အားဒေါက်ခေဆနာဝင်းကတည်ကျန်းလျက်ရှိနေသည်တနေ့တွင်ဥနေဝင်းနှင့်တမီးများငပလီမအပြန်တွင်ဗိုလ်ဆိုးအောင်တို့အဖွဲ့ကလုံခြုံရေးတာဝန်အရာမင်္ဂလာတုံလီစိတ်တွင်တာဝန်ကျခဲ့သည်ထိုအခါဥနေဝင်းနှင့်ခေဆနာဝင်းနောက်မှ ကိုရံတော်တမူးထီတော်မူကြီးဗိုလ်မှူးကြီးခင်ညွန့်လည်းအနီးကပ်လိုက်ပါလာရသည် လေးစိတ်အခမ်းအဝင်လမ်းတွင်ဒေါက်တာခင်ဆန်နာဝင်းကပိုးဆိုးအောင်အားတွေ့မြင်သွားပြီးကိုဆိုးအောင်တို့လန်ဒန်ပယ်တော့သွားမလဲဟု၍အော်ရေးနှုတ်ဆက်သွားခဲ့သည်ထိုစကားကိုထီတော်မိုးပုံမူကြီးခင်ညွန်းကကြားသွားရာနောက်တနေ့တွင်ပိုးဆိုးအောင်အား၎င်းကခမရဝါရှင်တန်မဟုတ်တော့ဘူးလန်ဒန်မဲသွားတော့ဒေါက်ခင်ဆန်နာဝင်းတို့လန်ဒန်ရောက်လို့ခမရတို့ကိုမတွေ့ရင်ကျုပ်အလုပ်ပြုတ်လိမ့်မယ်ဟုပြောပြီးပြောင်းရွှေ့အမိန့်ကိုပြန်ပြင်လိုက်လေသည်ပိုးဆိုးအောင်ကကျွန်တော်အား ကျွန်တော်တို့မိသားစုကြံမာဝင်ကျင်တော့ဒေါခင်ဆန္ဒနဲ့တွေ့ပြီးလန်ဒန်ကိုပဲတော့သွားမလဲနှုတ်ဆက်ခံရတာပြဿနာပဲဗျာကျွန်တော်တို့ထက်ညံ့တဲ့သူကထိပေါက်သွားတာပေါ့ဗျာအမေရိကန်မှာပတ်စံပို့ဆူးနိုင်နေတိတ်နာတာပဲစစ်တပ်မှလည်းဘာမှမမရှိပါဘူးဟုကြားလဲကြောက်ရကြားရှိလဲကြောက်ရပုံများကိုညှဉ်းညူပြောဆိုခဲ့ဘူးပါသည်ဟု၍ဂီတာထားလေသည် ဥနေဝင်မင်းမှုနေသည့်တပါရီအာနာရှင်စနေအောက်တွင်ဘူခင်ညိုကဲ့သို့မျက်နှာလိုမျက်နှာရလုတ်တက်သောအရာရှိဆိုးများကြောင့်တဦးချင်းတယောက်ချင်းနစ်နာဆုံးရှုံးမှုများသာမကအပွဲအစည်းလုပ်ငန်းဌာနမှအစတတိုင်းတပြည်လုံးဆုံးရှုံးနစ်နာမှုများအမြောက်အများရှိခဲ့သည်တရကအဖြစ်ဥနေဝင်ကဘ ਹੁ တုဒေသနာအသိဉာဏ်ဆိုတာရှိနေတုံးပဲလားဟုပြောယုံဖြင့်ဝင်းကြီးပုံမူကြီးမောင်ရှိုးကနောက်တနေ့တွင်အသိဉာဏ်အဖြစ်သိမ်းလိုက်ပြီးဖြစ်သည် ထို့အတူတမိုင်းကောလိပ်ကိုဥနေဝင်သွားရောက်လေ့လာရင်းလမ်းတစ်ဖက်တွင်ရှိသောဆက်ယုံကိုဒီအဆောက်ယုံကြီးကဗာလဲကွာဟုမိလိုက်ယုံဖြင့်အဆိုပါအဆောက်အုံကိုအစ်စ်မွန်းမှန်ပြီးဆက်အစ်စ်များတက်ဆင်လက်ပတ်ရန်တာဆုံနေသောဝင်းကြီးကျုံမောင်မောင်ခါကဗာရွယ်ချက်ဖြင့်မင်းမြန်တီကိုပင် ပြတ်မမေးရတော့ဘဲလုပ်ငန်းကိုရှက်ရှင်းရပ်ပစ်လိုက်တော့သည် ဤဒီမှာဆရာနာရှင်စနေဟူသည်ညီနိုင်ခြင်းဆွေးနွေးခြင်းအပြန်အလှန်အရှိတင်ပြောဆိုခြင်းနှင့်အများသဘောတူညီမှု ဆုံးဖြတ်လောက်ကိုင်ခြင်းဆိုသည့်ဒီမိုကရေစီအလေးအကျင့်များအပေလင်ရှိနိုင်ပါတော့မည်နီ Hey ရေဘူးပေါက်တာမပေါက်တာနားမလဲဘူးရေပါတာပဲမြင်ခြင်းနဲ့ဟူသောဆရာနာရှင်ဆိုများဤတလန်းသွားလွဲမသည့်အယူအဆမန်မာနာများကြောင့်ဆူဆူပေပေတို့တိုင်းပြည်ဘဝ၌အမောင်တူရဲ၌တဆိုးရှိခဲ့ရခြင်းဖြစ်ပါသည် အမှန်စစ်စစ်ဘုခင်ညွတ်သည်မြမတက်မတော်တွင် လာမစေပဲမွေးဖွားလာသောကလေးကဲ့သို့စေရဲအမြင်တွင်အောက်ကြားမျက်ပေါက်ပမာကျုံလီနေသည်စာပေဘဟုသူဒ္ဓကလည်းမကြက်တကြက်ပေါက်မုတ်ပမာဖြစ်နေသည်1983၌တက်မတော်တွင်ရှင်လင်ကြီးတက်နှင့်ထောင်လိုင်းရေးတက်များအကြီးအကျယ်ကွဲပြဲခဲ့ကြသည်ဒုတိယဗိုလ်ချုပ်ကြီးထိုးရင်တို့ဦးဆောင်သည့်ရှင်လင်ကြီးတက်မအတာရခဲ့တော်လဲဂျောင်းထိုးခံခဲ့ရသည် စစ်ထောက်လိုင်းရေးမှဗိုလ်မှူးချုပ်တင်ဦးမျက်မှန်ကြီးတို့အဖွဲ့အားလုံးထောင်ချသူကြအလုပ်ပြုတ်သူပြုတ်ခဲ့ရသည်ထောက်လိုင်းရေးကြောင့်မှနီးပြဆရာနှင့် ထမင်းကြက်များပင်ရှမ်းသာမပေးထောက်လိုင်းရေးဟူသည်မကျူပင်ခုတ်ကျုံငုတ်ပါမကြံနှိမ်နင်းခံခဲ့ရသည်ထိုအချိန်တွင်ရှေလင်းတက်သားလည်းမဟုတ်ထောက်လိုင်းရေးလည်းမမြည်သောစစ်တပ်တွင် လူပြောလူညံတာဖြစ်၍ထီးတော်မိုးဖနက်တိုက်အင်ကြီးခောက်ဈေးဝဲအိတ်ဆွဲလက်ဖက်ရည်ဖြော အပေါက်ဆောက်ကိစ္စရက်များတွင်သာကြွန့်ကျင်သည့် ကိုရဲအရာရှိအလုတ်ဝတ္တရားများကိုသာထမ်းရွက်ခဲ့ဘူးသောဒုတိယဗိုလ်မှူးကြီးခင်ညွန့်အားဗိုလ်ချုပ်တင့်စွေနှင့်ဗိုလ်ချုပ်ကြီးတူရာကျော်ထင်တို့၏ထောက်ခံချက်ဖြင့်အဖေကြီးဦးနေဝင်းကစစ်ထောက်လာရေးညွှန်ကြားမှုရာထူးကိုရက်ရက်ရော်ရော်ပေးလိုက်သည်ထောင်ထောင်မောင်မောင်စစ်သားဥပဒေရုပ်ရှိသောဗိုလ်မှူးချုပ်တင့်ဦးကိုမူသူ၏နေရာနှင့်သူ့အာဏာကိုလူတော်မည်ဟုယုံကြည်ခဲ့က 2014နှစ်အထိရှရအမိန့်ထုတ်ခဲ့သောဥနေဝင်အနေဖြင့်တက်မတော်ထောင်လိုက်ရင်ညွန်ကြားမှုနေရာကိုတော်တန်လူကိုပေးရန်မစင်စားတော့ဘဲယုံကြည်စိတ်ရှ၍ခိုင်းရလုံစေရသွားမည်လမစီသားလေးကို ပေးခဲ့သည်မှာမဆန်းလာပေ။ထောင်လိုက်ရင်မှဘိုးကြီးအောင်ကျော်မြင့်တို့၏ မအောင်မြင်သောနိုင်ငံတော်လှုပ်ရှားမှုကိုသွေးလန်းနေသောကာကွယ်ရေးဝန်ကြီးနှင့်ဒုတိယဝန်ကြီးချုပ်ဗိုလ်ချုပ်သူရကျော်ထင်ကလည်းသူစစ်တိုင်းမှုဘဝကပင်သူတွေ့မြင်ဘူးခဲ့သောစစ်တိုင်းမှုပုံမှုချုပ်တင်းဆွေ၏ကိုရဲအရာရှိတတိညံ့ညက်မိန်းကလေးလိုတိမ်တိမ်မွေ့မွေ့လူကြီးများရှိ၌လိုလေသိမရှိအောင်ဘိုင်းကောက်ကြောက်ပြီးလှုပ်ဆောင်ပေးတတ်သောဖင်ကလေးတွွန်းတွွန်းနှင့်ဗိုလ်ကြီးခင်ညွန်အားသဘောကျနေခဲ့သည်မှာအမှန်ပင်ဖြစ်ပါသည်။ ဘိုခင်ညွန့်သည်တိုက်ခိုက်ရေးအရေးအရှင်နှင့်ထောက်လှမ်းရေးအရေးအသွေးတို့၌ကဘာနှင့်မြန်မာကလေးစားရလအောင်ထမျက်သူမဟုတ်တော့လဲဥနေဝင်အဖို့ခိုင်းရလို့ဆေးရသွားထားရနေသူ့အားအမြဲတမ်းယူသေးပြီးမလန်ဝင်းမြစ်သူဟု၍ယုံကြည်သောကြောက်သားလင်းအရှင်မွေးနေခြင်းကြီးတခင်ဖုံးကြီးကျွန့်ထားပြီးသောမူဖြင့်ဥနေဝင်းကနေရာပေးခဲ့သည်ထိုအကြောင်းများကြောင့်လည်းရခင်စစ်ထောက်လှမ်းရေးညွန့်ကြားမှုများကဲ့သို့မဟုတ်ဘဲဘိုခင်ညွန့်သည်နိုင်ငံရဲ့ရှား၌ ဥနေဝင်စီသည့်မာစီဒီကအရှိတွင်အစေခံနှင့်ကလေးတိတ်များအတွက်သာပြုလုပ်ထားသည့်ခောက်၍ခင်းရရသောခောက်ကလထိုင်လေး၌ဥနေဝင်နှင့်သမီးတော်များခရီးထွက်တာမျက်နှာရှင်းဆိုင်ပုပ်ပုပ်လေးထိုင်ကလိုက်ခေရရှာသည် လန်ဒန်မြို့၌ဥနေဝင်၏မိတ်ဆွေအလက်ဇန္ဒားသမီးဒုတိယမြောက်အဲလီဇဘက်ဘရင်မကြီး၏ညီမဝမ်ကွဲထံသို့တာဖနှစ်ဦးတွားရောက်တွေ့ဆုံနှုတ်ဆက်စဉ်ဘုခင်ညွန့်သည်အဆိုပါခောက်ကလထိုင်လေးပေါ်တွင်ဒေါက်တာခင်ဆန္နာဝင်းနှင့်မျက်နှာရှင်းဆိုင်ဒူးချင်းဆိုင်ထိုင်၍တွားကြသည်ကိုပြည်ပနိုင်ငံထုံးစားနေစဉ်များ၌တည်င်းတပ်ပုံအဖြစ်တွေ့မြင်လာရပေသည်သို့သော လူဘဝကန်စာတာသည်စံကျဲလွန်လာပေသည် ဥနေဝင်းဤထီတော်မိုးဖနက်တော်တိုက်ကိုရန်တော်တမူးလေးသည်1988ရှစ်လေးလုံးဒီမိုကရေစီရေတော်ပုံကြီးတွင်တံပြန်အဖြတ်အမှောက်ပေါင်းစုံလုပ်ပြက အဖေကြီးဥနေဝင်း၏ယုံကြည်မှုကိုထပ်ဆင့်ရရှိခဲ့ပြန်လေသည်ဤသို့ဖြင့်ဒီမိုကရေစီတော်လှန်ရေးကြီးအားလက်နက်အားကိုဖြင့်စစ်စစ်ညက်ရှိမောကတက်လာသောနာဝတာခေတွင်လည်းအတွေ့ရမှုတရာတို့ဖြင့်သူဘဝသည်ဂရိပါဖနက်စည်းရွှေထီးဆောင်ဘက်မှရွှေရောင်တောက်ပလာခဲ့ပြန်လေသည်